ဒီကနေ့နိုဝင်ဘာလ20ရက်နေ့မှာရရှိထားတဲ့ထူးခြားသတင်းတွေအကြောင်းကိုပြောပြပေးဖို့အတွက်သတင်းတွေတီးဖြတ်တင်ဆက်ပေးနေတဲ့ DV ရဲ့သတင်းတောက်ကိုကျော်စိုးလင်းကို DV Studio ကနေတိုက်ဆက်သွယ်မိမြန်သွားပါမယ်။အကိုမင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ။ဟုတ်ကဲ့ပါရှင်။ဒီကနေ့မှာအကိုသတင်းတွေလာရင်လည်းရရှိထားတဲ့နောက်ဆုံးရသတင်းတွေထူးခြားသတင်းတွေအကြောင်းပြောပြပေးပါအောင်ရှင်။ဆိုတော့ကျွန်တော်ဒီနေ့မှာတော့ဒီစစ်တပ်ကထုတ်ပြန်တဲ့ဒီကြားဖြန့်ကိစ္စပေါ့လေနော်အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြချင်ပါတယ်အဲနိုဝင်ဘာ16ရက်နေ့ကဒီစစ်တပ်လက်အောက်ခံပေါ့ ကရင်နယ်ချောင်းဆောင်တက်ထိန်းချုပ်တယ်ရှုကုတ်ကိုကိုစစ်တပ်နယ်နယ်ချောင်းဆောင်တက်ဝင်ပြီးတော့စီးတယ်ဆိုပြီးတော့သတင်းတွေကျွန်တော်တို့တွေ့တယ်ဗောလေအဲ့ဒီဝင်စီးတာနေပြီးတော့ဟိုဖမ်းမိတဲ့ဒီနိုင်ငံသားကြာဖြန့်ဝင်တန်း346ရောက်ထဲဟာနှစ်ယောက်စီးစစ်ပြီးတော့တတ်ဆိုင်တဲ့နိုင်ငံကိုပြန်လွှဲလိုက်ပြီးလို့စစ်တပ်ကဒီနေ့မှထုတ်ပြန်ပါတယ်ဗျဆိုတော့ဒါကဒီအမေရိကန်ကကြာဖြန့်နှိမ်နေအတွက် scam center strike force ဆိုတာဖွဲ့ပြီးတဲ့နောက်ပိုင်းဒီအာနာသိန်းစစ်တပ်ရဲ့အကြမ်းဖက်နဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်မှုတွေကတခုလို့ပြောလို့ရပါတယ်ဒါပေမဲ့ထုံးစံအတိုင်းပဲ ီရွှေကုတ်ကိုဝင်စီးမယ်ဆိုတဲ့တဲ့င်းဟာအရင်ရက်တွေကလေးအကျိုးထွက်ပြီးတော့အဲ့ဒီသူတို့တကယ်တမ်းဝင်ပြီးတော့ဖမ်းတယ်၁၈ရက်နေ့မတိုင်ခင်၁၉ရက်နေ့ညမှာကလေးကဘောလေရွှေကုတ်ကကြားဖြန့်လုပ်ငန်းကဝန်ထမ်းတွေထွက်ပြေးနေတာအာအုံနဲ့ကျင်းနေဗောလေထွက်ပြေးနေတာတွေကိုကျွန်တော်တို့လူမှုကွန်ရက်တွေမှာဗီဒီယိုဖိုင်တွေဓာတ်ပုံတွေအများကြီးတက်လာပါတယ်အဲပြီးတော့မှဒီ၁၈ရက်နေ့နေ့လယ်မှာသူတို့ဝင်စီးတာဗောလေဆိုတော့အဲ့မတိုင်ခင် KK Pack တုံးကဒီမြောက်ရီနာက KK Pack တုံးကလည်းဒီလိုပါပဲ KK Pack ကို ဒီကြားဖြတ်လုပ်ငန်းတွေကိုစစ်တပ်ကဝင်စည်းမယ်ဆိုတဲ့တဲ့ရင်နှစ်ရက်လောက်ထွက်တယ်နှစ်ရက်လောက်ထွက်ပြီးတော့ဒီဝန်ထမ်းတွေအိုးအောင်တွေထွက်ပြေးကြတယ်ထွက်ပြေးကြပြီးတော့မှအာစစ်တပ်ကဝင်ပြီးတော့ဓာတ်ပုံရိုက်ပြတယ်ဗောဒီကွန်ပျူတာတွေပါတွေဖျက်ဆီးကွန်ပျူတာအဲနည်းနည်းတော့ဖျက်ဆီးပြတယ်ဓာတ်ဖုန်းတွေဖျက်ဆီးပြတယ်ဗောလीနော်ဖျက်ဆီးပြပြီးတော့မှအခုလုံးဝလူလုံးဝမရှိတဲ့အဆောင်တွေကိုသူတို့ကမိုင်းဖောက်မိုင်းခွဲပြီးတော့ဖျက်ဆီးတာကြီးလုပ်နေတယ်ဗောဆိုတော့တစ်ဖက်မှာလည်းဒီလိုဖမ်းခံရတယ်ပြန်ပို့ခံရတယ်ပြီးတော့ထွက်ပြေးတဲ့ဝန်ထမ်းတွေကဒါကြားဖြတ်လုပ်ငန်းတွေရဲ့ ခေါင်းဆောင်ပိုင်းတွေတထေးတွေမဟုတ်ဘူးပေါ့လေနော်လုံးဝအောက်ခြေဝန်းန်းတွေပဲဖြစ်တယ်ဒီခေါင်းဆောင်ပိုင်းတွေကိုတော့ဟိုလုံခြုံတဲ့နေရာကိုကြိုရှုထားပြီးမှဒီလိုမျိုးတွေလုံနေတာလို့အာပြောဆိုတာတွေရှိပါတယ်ခင်ဗျဆိုတော့ဒီတစ်ဖက်မှာဒီလိုတွေလုတ်ပြနေပြင်မဲ့လေနောက်အခုကြံတဲ့ဟိုသတင်းတွေအရထွက်လာတာဆိုလို့ရှိရင်စစ်တပ်ထိန်းချုပ်တဲ့ရန်ကုန်လို့ မြို့ကြီးမှာတော့မှကြားဖြင့်လုပ်ငန်းတွေအခြေစိုက်လာတယ်ဆိုပြီးတော့ပြောတာတွေရှိတယ်ဒေသခံတွေကိုယ်တိုင်ကလည်းဒီတရုတ်တွေကပေါ့လေနော်ဒီတိန်းတောင်းချီတန်တဲ့တန်ဘူးကြီးအင်အားတွေဝယ်ပြီးတော့အဲ့လိုမျိုးလူမသိသူမသိလောက်တာတွေကိုသူတို့တန်တရားရှိလာတယ်ဆိုပြီးတော့ပြောတာဆိုတာတွေလည်းရှိနေတယ်ဗျအဲတစ်ချိန်တည်းမှာပဲဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့မနေ့ကဒီအမျိုးသားညီညွတ်ရေးဆိုရာ NUG နဲ့ကရင်မျိုးသားစည်းရုံး KNU ကလည်းထုတ်ပြန်ချက်တွေအသေးသေးထုတ်ပါတယ်ဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့နိုင်ငံတကာကကြားဖြန့်နှိမ်နင်းရေးလှုပ်ဆောင်တာတွေနဲ့သူတို့ပူးပေါင်းဆောင်ရွက်ဖို့ အစင်းနေမယ်ဆိုပြီးတော့သူတို့ကထုတ်ပြန်ကြတာပေါ့ KND ကထုတ်ပြန်ကြမှာဆိုလို့ရှိရင်လေဒီနိုင်ငံတကာအနေနဲ့ကြားဖြတ်နေနေအတွက်သူတို့ပူပေါင်းဆောင်ရွက်မယ်နောက်ပြီးတော့ဒီတော်လိုင်းအဖွဲ့တွေနဲ့နိုင်ငံတကာကိုပူပေါင်းဆောင်ရွက်ဖို့မြစ်တာရက်ခံထားတယ်ပေါ့စစ်တပ်နဲ့ပူပေါင်းဆောင်ရွက်တယ်ဆိုရင်တော့ကြားဖြတ်လုပ်ငန်းကကြားဖြတ်နေနေလုပ်ငန်းကအလုပ်ဖြစ်မှာမဟုတ်ဘဲနဲ့ဒီပြည်သူပဲဝင်ပို့ထိမယ်ဆိုပြီးတော့ KND ရဲ့ထုတ်ပြန်ချက်မှာပါတယ်ပြီးတော့ဒီစစ်တပ်ကကြားဖြတ်ကနေပြီးတော့ အကျိုးမြတ်တွေရနေတဲ့အဖွဲ့ဖြစ်တယ်ပြီးတော့ဒီကြားဖြတ်နိုင်နေမယ်ဆိုတာလည်းနိုင်ငံတကာမှာတန်တမန်ရေးရလူရဝင်ချင်းလို့ပြီးတော့သူတို့အုပ်ချုပ်မှုကိုတရားဝင်ဖြစ်ချင်လို့လုပ်တာဆိုပြီးတော့ထုတ်ပြန်ချက်မှာပါပါတယ်ဆိုတော့ဒီရပ်ပိုင်းမှာဖြစ်နေတဲ့ဒီကြားဖြတ်နဲ့ပတ်သက်တဲ့အဲဒါသတင်းတွေကိုကျွန်တော်ဒီနေ့ပြောပြပေးခဲ့တာပါဗျာဟုတ်ဟုတ်ကဲ့ပါရှင်အခုလိုပြပြပေးတဲ့အတွက်အကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အခုဆက်လက်ပြီး TV ရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးသွားအောင်ပါ။ယခု QR ကိုစကန်ဖတ်ပြီး DVB YouTube channel ကို subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ဒီကုကျူအားကိုစကန်ဖတ်ပြီး DVB YouTube channel ကို subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်